ကဘာပေါ်မှာမိတ်ဆွေမကြားဘူးသေးတဲ့နိုင်ငံတနိုင်ငံရှိတယ်ဆိုရင်လက်ခံမလားကြားဘူးကောင်းလဲကြားဘူးပါလိမ့်မယ်အဲ့ဒါကတော့စီလမ်လို့ခေါ်တဲ့နိုင်ငံပဲဖြစ်ပါတယ်ကြီးစုသူမိတ်ဆွေများအတွက်ဘဟုတုတဖြစ်ပွဲစိတ်ဝင်စားဖို့အကြောင်းအရာများတင်ဆက်ပေးသွားမှာပေါ့ The Rehab Channel လေးကို Like and Subscribe လုပ်သွားပြပါဦးခင်ဗျာစီလမ်ဟာအင်္ဂလန်အနီးမှာရှိတဲ့အင်္ဂလန်ရေပိုင်တဲ့ပင်လယ်ပြင်ပေါ်က ေနံစဉ်ပုံစံအဆောက်အဦတစ်ခုပုံမှာတည်ရှိပါတယ်။ဒီနေရာဟာဒုတိယကမ္ဘာစစ်ကာလက British တွေခံတပ်ဖြစ်တည်ဆောက်ခဲ့တာပါ။1968ခုနှစ်နောက်ပိုင်းမှာ Paddy Ryback ဆိုတဲ့အင်္ဂလန်သားတဦးကစွန့်ပစ်ထားတဲ့ခံတပ်အဟောင်းကို သူကိုယ်တိုင်ဦးစီးပြီး Sea Lamb လို့ခေါ်တဲ့လွတ်လပ်တဲ့နိုင်ငံဖြစ်ကျင်ညာခဲ့ပါတယ်။နိုင်ငံတည်ထောင်ပြီးတဲ့နောက်ပိုင်းမှာနိုင်ငံကိုစနစ်တကျဖွဲ့စည်းပြီး နိုင်ငံတော်အလံနိုင်ငံတော်စချင်းနိုင်ငံသားကပ်ပြား passport ငွေကြွေစိတ်နဲ့တစိမ့်တုံးအစားရှိတဲ့အရာတွေပါသတ်မှတ်ခဲ့ကြပါတယ်နိုင်ငံပေါ်ကလူဦးရေက3ဦးသာရှိပေမဲ့နိုင်ငံသားအရေအတွက်300ရှိကြောင်းသိရပါတယ်အကြောင်းမှာမြေသူမဆိုးနိုင်ငံသားခံယူခွင့်ရှိပြီးနိုင်ငံသားအဖြစ်လက်ခံပေးပါတယ်စီးလိုက်ရဲ့တနိုင်ငံလုံးအကျယ်ဝန်းဟာတန်းနဲ့ကွင်းကွင်းစားသာရှိပြီး ပင်လယ်ပြင်ရှိကွန်ကရစ်တိုင်လုံးတစ်ခုပေါ်တွင်တည်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဒီနိုင်ငံငယ်ကိုရခုချိန်ထိတခြားနိုင်ငံများမှတရားဝင် အသိအမှတ်မပြုကြပေမဲ့လည်းသူတို့နိုင်ငံကိုတီထောင်လာခဲ့တဲ့နှစ်ပေါင်း60နီးပါးရှိပြီဖြစ်ပါတယ်။ပင်လယ်ထဲမှာတည်နေပြီးမြေပြင်ပိုင်နဲ့မရှိတဲ့နိုင်ငံဖြစ်ပေမဲ့အနာဂတ်မှာအင်တာနက်အခြေပြု data center တီထောင်ဖို့အထိရည်ရွယ်ထားကြောင်းသိရပါတယ်။ဒီလိုနဲ့ စည်းလမ်းဟာနိုင်ငံသင်းငယ်ပေမဲ့နိုင်ငံတနိုင်ငံဖြစ်ရည်တည်ထိုင်အောင်ဆက်လက်လှုပ်ဆောင်နေပြီးဤသည့်ပတ်ဖို့မှာမရှိပဲတနိုင်ငံနဲ့ရည်တည်နေတဲ့ပြည်လည်ဘဝနိုင်ငံသေးသေးတခုဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ပြည်လည်ပြည်ဘဝကခံတတ်ငယ်နိုင်ငံလေးဟာလူတွေရဲ့စိတ်ဝင်စားဖွယ်စူးစမ်းဖွယ်ရနိုင်ငံတစ်ခုဖြစ်ရှိနေပြီဖြစ်ပါတယ်။ဒါကတော့ကျေပြောလာတဲ့ပြည်လည်တွေကစီးလန်းလို့ခေါ်တဲ့လူလဲစုတစုရဲ့ းမားတဲ့အိမ်မက်တွေနဲ့တည်ရှိနေတဲ့ခိုလုံရနိုင်ငံတစ်ခုအကြောင်းပဲဖြစ်ပါတယ်